ချစ်စွာသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိန်သီးစပီကာနေပြီးတော့နှုတ်ခွန်းဆက်တာကာလဝပြုလိုက်ရပါတယ် တီတီတာနာနဲ့ပလီပလာမပြောတတ်တဲ့စိတ်နည်းစပီကာပြန်လည်လို့ရောက်ရှိလာပါပြီခင်ဗျာအခုဆိုရင်တော်လိုင်းရင်တက်ဖွဲ့ဝင်နေတဲ့ကျွန်တော်တို့ရဲ့ပြည်သူရဲဘော်လေးတွေဟာအတက်ကိုပဓာနာမထားပဲတမျိုးပြီးတမျိုးတနေပြီးတနေတရွာပြီးတရွာတနေရပြီးတနေရတစခန်းပြီးတစခန်းကိုတိမ့်ပိုက်လာလိုက်တာမြမပြည်ရဲ့တဝက်ကြော်ကြော်လောက်ကို စီးနင်းနေပါပြီအဲ့လိုပါပဲအခုလေးတင်သတင်းဦးသတင်းထူးလေးကိုပြောပြရမယ်ဖြစ်စကိုင်းတိုင်းနော်စကိုင်းတိုင်းမှာပလဲမျိုးဘက်ကို jet fighter လင်းစီးရပြီးတော့နေနေလေးပြန်လာပြီးတော့လူတွေကို၆လန့်နဲ့အချိန်မှာအောက်ကတော်နေရေးတပ်ဖွဲ့ဝင်တွေကနေပြီးတော့ပြစ်ခတ်လိုက်တာအေဂျင့်တွေဖြစ်သွားတယ်ဗျာအေဂျင့်တွေဖြစ်ပြီးတော့ဘယ်ကိုကြာသွားလဲဆိုတော့ စပယ်စည်းရွာတဲကိုတစားသည်ချိုးပဲနေဆိုပြီးတော့တစားသည်ချိုးပဲပြီးသွားပါတယ်ဒါအခုလေးတင်တက်လာတဲ့သတင်းဥသတင်းထူလေးကိုကျွန်တော်ပြောပြတာပါနောက်ထပ်ရှိပါသေးတယ်ငှက်ကင်တွေကိုနောက်ထပ်စားရတော့မယ်အဲ့ဒါဘယ်မှာလဲဆိုတော့ရန်ကုန်မှော်ပြီးလေးတဲ့စခန်းကိုတော်လည်းတက်ဖွဲ့ဝင်တွေကနေပြီးတော့အသေးခံ drone တွေနဲ့ဝင်ရောက်တိုက်ခိုက်လိုက်တာလေးရင် ထားရှိတဲ့ဂိုဒေါင်လည်းပျက်စီးသွားတယ်။လေနေလည်းထိခိုက်ဒဏ်ရာရတယ်။လူတွေတော်တော်များများလည်းဒဏ်ရာရပြီးတော့အသေးပြောက်လည်းရှိတယ်လို့သတင်းရရှိထားပါတယ်။လင်းရင်ဗနစီပြီးတော့ဗနယောက်ဒဏ်ရာရတယ်။ဗနယောက်တည်သွားတယ်ဆိုတာကိုနောက်အပအစီအစဉ်လေးမှာအတိအကျလေးကျွန်တော်ပြောပြပါမယ်ခင်ဗျာ။အဲ့လိုမျိုးတော်လိုင်းရဲဘော်တွေနဲ့ပီဒီရဲ့ရဲဘော်လေးတွေဟာစွန့်စွန့်စားစားနဲ့ ြည်သူရှီကလူယူသွားတဲ့အာဏာကိုအသက်ပြည်ဗဒာနာမထားပဲပြန်ပြီးတော့တိုက်ယူနေတဲ့အချိန်မှာမျိုးကြီးပြကြီးတွေမှာရှိကြတဲ့ပြည်သူတွေအနေနဲ့လဲဝိုင်းဝန်းပြီးတော့ပါဝင်ကူညီကြပါလို့ဒီနေရာလေးပြောချင်ပါတယ်အဲတချို့လူတွေကပြောကြတယ်ဟာမင်းတို့တော်လန်ကြီးရလဲကွာမပြီးသေးဘူးလားကွာကြာလိုက်တာကွာတော်လန်ကြီးရမပြီးသေးဘူးလားဗမာစကားပုံရှိပါတယ် အခုရေတွင်တူပြီးတော့အခုရေကြီးတောက်လို့မရပါဘူးသူတို့တွေကကျွန်တော်တို့ကိုတနတ်အားကိုပြီးနှထင်ကို ကြည်စံနဲ့မိုးထားတဲ့အချိန်မှာကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့မေတ္တာတရားကျွန်တော်တို့ထားကြည့်ပါလေမရပါဘူးမရတဲ့အတွက်ဓာဓာချင်းလှန်လှန်ချင်းတနတ်တနတ်ချင်းပြန်ပြီးတော့ကျွန်တော်တို့ကတုံ့ပြန်ရမှာပဲဒါဘာကြောင့်လဲဆိုတော့ နောင်လာနောင်သားနောင်မျိုးဆက်မြမပြည်ဘွားတိုင်းရင်းသားတွေအားလုံးဟာစစ်ကြုံဘွားကိုဘယ်တော့မှမရောက်စေရဘူးလက်ရှိရှိနေတဲ့စစ်တပ်ကိုအမြင့်ဖြတ်ဖို့ကျွန်တော်တို့မှာတာဝန်ရှိတယ်တိုင်းပြည်တစ်ပြည်နိုင်ငံတစ်နိုင်ငံမှာစစ်တပ်မရှိလို့တော့မရပါဘူးကျွန်တော်တို့နောက်ထပ်ဖွဲ့စည်းမဲ့စစ်တပ်မှာဒီလိုစိတ်ဓာတ်မျိုး ဒီလိုအကျင့်ဆိုးတဲ့လူတွေမပါအောင်ကျွန်တော်တို့ကနေပြီးတော့ဖွဲ့စည်းသွားမှာပါဒါဟာကျွန်တော်တို့အတွက်မဟုတ်ပါဘူးနောင်လာနောင်သားညီမပြီးအတွက်တားကောင်းယရနာလေးတွေဖြစ်အောင်လို့ကျွန်တော်တို့ကအသက်တွေဘဝတွေစည်းပြီးတော့တိုက်ပွဲဝင်နေရတယ်လို့ပဲကျွန်တော်ဒီညနေပြောချင်ပါတယ်ခင်ဗျာအဲအခုလာပါပြီခင်ဗျာအမြင်မှန်ရဖို့ အချိန်တန်နေပြီပေါ့ဖို့ကြီးရေအဲပေါ့ဖို့ကြီးဆိုတော့သိပါတယ်နော်တရုတ်ကြီးရေပေါ့နော်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တွင်နဲ့အေအေနဲ့စစ်ကောင်စီတက်များကြားတဲ့တိုက်ပွဲများပြင်းထန်လာချိန်ကြောက်ဖြူစီမံကိန်းမှတရုတ်နိုင်ငံသားများပြောင်းရွှေ့မှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်ခင်ဗျာကဲလှုပ်အောင်ပါပဲဗျာပြောင်းအောင်ပါပဲဗျာအဲ့ဒါပါလေဆိုတော့ကျွန်တော်တို့နိုင်ငံကိုကျူးကျော်ဝင်ရောက်ပြီးတော့ ျွန်တော်ရဲ့တင်ရန်ဇာတကိုမောင်ပိုင်စီးနေတဲ့အိမ်နီးနာချင်းဒီလိုလူမျိုးတွေကိုလည်းကျွန်တော်တို့ကမြမမြေရနေပြီးတော့နှင်ထုတ်ပြရပါမယ်။ဒါကြောင့်ကျွန်တော်တို့တွေတိုင်းသမားကိုလည်းကျွန်တော်တို့ဒီတစ်ခေါက်တော်လန်ရေးမှာတိုက်နေရတယ်။ကိုလူချင်းချင်းလည်းတိုက်နေရတယ် ဘာကြောင့်လဲဆိုတော့ကို့လူအမမကောင်းတာကိုအမေကြော်ပြီးဒွေးတော်လွမ်းနေအတွက်ကို့လူချင်းချင်းကိုတိုက်တဘာလူအကိုတိုက်ထုတ်နေရတာကို့လူအသာကောင်းခဲ့ရင်တိုက်တဘာကိုတိုက်ထုတ်စရာကျွန်တော်တို့အကြောင်းမရှိပါဘူးဟုတ်ကဲ့ပါနောက်တစ်ခုကတော့ကလေးတွေမှာဘာအပြစ်ရှိလို့လဲဗျာဟုတ်ပြီအဲ့ဒီကောင်းစဉ်တွေကိုကျွန်တော်တိတ်ကြိုက်တာ ဘာလို့တိတ်ကြိုက်လဲဆိုတော့ခလေးတွေကိုရဲ့ရဲ့ဆက်ဆက်တတ်တာ၄ခလေးတွေကိုရဲ့ရဲ့ဆက်ဆက်နှိမ့်ဆက်ညှင်းပန်းတာ၄ကျွန်တော်တို့ကလည်းမလိုလားသလိုကဘာကြီးကလည်းမလိုလားပါဘူးလူခွင့်ရေး human right ဆိုတာရှိပါတယ်အဲ့လိုမျိုးပဲမိမခွင့်ရေးခလေးခွင့်ရေးဆိုတာလည်းရှိပါတယ်အခုဆိုရင်မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အဆက်နော်ကြိုင်မယောနယ်တဲ့ကော့ကရိတ်မြို့နယ်အဆက်ရှိတဲ့ပန်းရံကျေးရွာနေအိမ်စာတင်ကျောင်းကိုတဲ့စစ်တပ်ကနေပြီးတော့လေရင်ဖြင့်ဘုံကျဲတိုက်ခိုက်တာခလင်းငယ်တူးအပါဝင်ဆရာမလေးဦးနေရာမှာတဲ့ပွဲချင်းပြီးတည်ဆုံးသွားပါတယ်ကဲအဲ့ဒါကိုလဲတိတိကြကြနဲ့ဘ누구ကသတင်းပေးတာလဲ ဒလန်ကသတင်းပေးတာဒလန်သတင်းပေးလို့ဒီနေရာမှာဒီလိုမျိုးစာတွေခိုးတင်နေပါလေဒီနေရာမှာဓာတ်တွေလုံနေပါလေဒီနေရာမှာဒီလိုတွေရှိပါလေဆိုတော့ဒလန်တွေကသတင်းပေးတဲ့အတွက်ကလေးတွေစာတင်နေတာကိုရရဲ့ဆက်ဆက်လင်ရင်မြန်တဲ့ဘုံကျဲတွေဆိုတော့ခိုင်းတဲ့လူရောဒလန်လုတ်တဲ့လူရောကျဲချတဲ့လူရောမင်းတို့တွေအားလုံး ဘလို့နှလုံးသားနေနဲ့မင်းတို့လောက်တာလဲกว่าလို့ပဲဒီနေရာနေကျွန်တော်ပြောချင်တယ်ဗျာဒီအချိန်မှာကျွန်တော်တို့ကဒေါသထွက်နေရင်ကလွဲပြီးတော့ဘာမှမတတ်နိုင်ဘူးတည်သွားတာကိုယ့်ဘက်ကကလေးတွေကိုယ့်ပြည်သူတွေကိုယ့်တိုင်းရင်းသားညီကိုမောင်နှမတွေနောင်လာမဲ့အနာဂတ်ကြီးကိုမြန်မာနိုင်ငံရဲ့တမိုင်းကိုမြန်မာနိုင်ငံရဲ့တာဝန်ကြီးကို ပခုံးပြောင်းယူမဲ့ခလေးတွေအကတ်တွေဆုံးရှုံးသွားတာခုနပြောသလိုပဲခိုင်းတဲ့လူရောဒလန်လုတ်တဲ့လူရောကျင်းချတဲ့လူရောဘလို့နှလုံးသားတွေနဲ့မင်းတို့လုံနေတာလဲလို့ပဲပြောချင်ပါလေမင်းတို့မှာနှလုံးသားမဲ့သွားပြီတဘူတဲ့သမားဖြစ်သွားပြီ ဲ့ဒီတမှုရဲသမားဆိုတာနွားတဲ့စူးတယ်နွားတမှုရဲဆိုတာတလိမ့်ဆန်ဖြစ်တဲ့အတွက်သူ့မှာပါတဲ့ပါတိုက်တဲ့ဥစ္စာဖို့ပါတာလူဖြစ်ပြီးတော့တမှုရဲသမားဆိုရင်တော့မင်းတို့ကိုမင်းတို့စဉ်းစားတာကြည့်တော့ကွာကဲလာပါပြီတက်ပြတ်နေပြီတက်ပြတ်နေပြီတက်ပြတ်နေပြီဟေးတက်ပြက်နေပြီတက်ပြက်နေပြီတက်ပြက်နေပြီဟေးချင်းကြအာမီတက်ပြက်နေပြီ ဟာဒီကောင်းစဉ်လေးကတော့ပြည်သူတွေလည်းညှို့လင့်နေတဲ့ကောင်းစဉ်လေးတစ်ခုပါပဲအဲ့ဒါပါလဲဆိုအေယော်ဒီတိုင်းဖြာပုံမျိုးနဲ့အခြေဆိုင်အမှတ်68ချင်းလင်းတက်ရင်ခလာရ68တက်ရင်မူမိသားစုကိုတဲ့အနောက်တောင်တိုင်းစစ်ထာနာချုပ်နာတခတိုင်းမူအမိန်ဖြေတဲ့စစ်ဘက်ရေးရလုံခြုံရေးအဖွဲ့ဆရာဖားကနေပြီးတော့ဖန်စီသွားပါလေ ကဲသူတို့ချင်းချင်းဖန်းစည်းကုန်ပြီနော်ဟင်းသာကိုတော်ဇက်လိုမျိုးပေါ့နော်ပြန်စရာမရှိတော့ကို့ချင်းချင်းကိုတက်စားကြတယ်ကို့သွေးကိုတောက်ကြတယ်ကို့လူမျိုးကိုတတ်ကြတယ်အခုလဲဒီမှာကြည့်အောင်ညံများကျွန်တော်တို့ပြည်သူတွေနဲ့တော်လိုင်းရင်တပုတ်ဝင်နေတက်เสียမလို့သူတို့ချင်းချင်းအခုဒီမှာ မငြိညွတ်ကြတော့ဘူးအချင်းချင်းဖမ်းကုန်ကြပြီအရာရှိအချင်းချင်းကိုဖမ်းကုန်ကြပြီနော်အယောက်ဒီတိုင်းရေကြီးမျိုးငတိုင်းเจ้าမျိုးနဲ့အတွေ့မှာတဲ့လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများ၌ခလာရ68မှာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များတင်ဆုံမှုများပြားခြင်းနဲ့စစ်မှုထမ်းဥပဒေဖြည့်တဲ့စစ်သားစုဆောင်ခံရသူများတဲ့ရှေ့တန်းမှာထွက်ပြေးမှုများပြားခြင်းကြောင့်ဖမ်းဆီးရခြင်းဖြစ်ပါတယ်ဗျာကဲ့ ဟုတ်ပြီဗျာသူတို့ချင်းချင်းလည်းမငြင်းညွတ်တော့ဘူးအချင်းချင်းလည်းအမိရအမိစာခေါင်းရခေါင်းစာဥဟာနေပက်ရထောင်မယ်ပက်ရနေဥဟာထောင်မယ်ဆိုပြီးတော့ဖြစ်နေတဲ့ခစ်ကြီးမှာကဲကျန်တဲ့ရဲဘော်တွေမင်းတို့ဘာလုပ်ကြမှာလဲဒီအချိန်ကအချိန်ကောင်အခွင့်အရေးကောင်းတော့မင်းတို့ဘာလုပ်နေမှာလဲ ြည်သူဘက်ကိုခိုလုံလိုက်ပါပြည်သူနဲ့တသားနဲ့နေလိုက်ပါမင်းတို့ပြောပြမယ်နော်မင်းတို့ကိုပြောပြမယ်စစ်တပ်ဆိုတာကြီးကပြောင်းလဲမှုကိုမလုပ်ဝေးနိုင်ဘူးပြည်သူဒီသာအခင်ရအရာရာကိုပြောင်းလဲနိုင်တယ်ဆိုတာမင်းတို့ခေါင်းထဲမှာမှတ်ထားလိုက်အခုပြောပြနေတဲ့လော်ဘီတွေလော်ဘီတွေလော်ဘီတွေလော်ဘီလာအောင်ပါပဲအာဒီနေ့ဆိုရင်ဗာလဲ အဲငှက်ကင်စားရတယ်ဟာကျွန်တော်တို့ဒီစကိုင်းတိုင်းပလဲမျိုးနဲ့မှာငှက်အောက်ကနေပြစ်ချလိုက်တယ်ပါညာဆိုလာအောင်ပါပဲဇော်ပဲလုံးဝပလောင်းပလဲနဲ့လာအောင်ပါပဲစက်ချုပ်ရင်းပြီးတော့ပြက်ကြသွားတယ်ဆိုတာလာအောင်ပါပဲစိတ်ချအဲ့ဒါတွေကဘာလဲဆိုတော့တို့ဒီတက်တွင်းမှာစိတ်ချက်တွေမချသွားအောင်ပြောတဲ့ဥစ္စာကဲခံရတော့ဘလူကခံရတယ်ရဲဘော်တွေနဲ့တက်တွင်းမိသားစုကခံရတယ်ကောင်းစားတော့ဘလူကကောင်းစားတယ် အထက်လူကြီးတွေကကောင်းစားတယ်။ကဲမြန်မာပြည်မှာနှမျိုးပဲရှိတယ်။အခု21ကနေပြီးတော့အခု2025အထိနှမျိုးပဲရှိတယ်။အဲ့ဒါပါလဲဆိုတော့အသေးပြောက်အများတာစစ်တပ်ဘက်ကပြည်သူတွေနဲ့စစ်တပ်ဘက်ကနောက်ထပ်အများဆုံးကစစ်တပ်မုံဆိုးမှဟမ်ကိုမိမတွေလည်းမုံဆိုးမှဖြစ်ရတယ် ကိုရီးယားလည်းအသက်တွေပေးပြီးစရေရတယ်အဲ့ဒါကိုမင်းတို့ကနေပြီးတော့ကောက်ရိုးပုံစောင့်ပြီးတော့အယိုးအရင်းတွေပဲဆက်ကြိုက်နေအောင်မလားလို့ပဲဒီနေရာနေပြောနေတယ်เนาะအချင်းချင်းလုံးကြံတက်ဖြတ်မှုမရိမ့်မှုတွေအများကြီးပဲဓမြမှုတွေအများကြီးပဲဘ누구တွေလဲရဲတွေစစ်သားတွေပြူစောတိတွေအာဒီနေရာမှာမရိမ့်မှုဖြစ်ပြန်ပြီဘ누구လဲရဲစစ်သားပြူစောတိဒီနေရာမှာဓမြတိုက်ွားပြီဘ누구လဲရဲစစ်သားပြူစောတိ ။အော်ဒီနေရာမှာလူကျန်းစီးွားပြီးဆိုင်ကယ်တွေရိုက်လူွားပြီးဘာလို့လဲရဲစစ်သားပြူစောသည်။ညာကြီးပဲ။ဘာလဲစတန်နဲ့အာမီဆိုတာခိုးဆိုးလူနိုင်တာ။အောက်ချမ်းမျက်ပေါက်တွေဖွဲ့စည်းထားတာလား။ဒါလေးပဲပြောချင်ပါတယ်။အခုလာမယ်။ဒုတိယဘိုးယိုကြီးတန်းလန်ရဲ့တမက်နော်တိုင်ရင်မှုကျူးလွန်ခဲ့သောမရိမှုကိုတိုင်ကြားခဲ့တဲ့ ခလာရ15ကဘိုးကြီးအားရှေ့တန်းမှာပြစ်တက်ဖို့စ조사တဲ့တပ်သားတယောက်ကိုဖမ်းဆီးပြီးတော့နောက်တန်းပြန်ပို့စစ်ဆေးနေပါတယ်ဗျကဲပြန်ပြီးတော့ကျွန်တော်ပြောပြမယ်နော်ဒုတိယဘိုးချုပ်ကြီးတန်းလိုင်းရဲ့တမက်တက်ရင်မှုကျွလွန်ခဲ့တဲ့မရိမှုကိုတဲ့တိုင်ချားခဲ့တဲ့ခလာရ15ကဘိုးကြီးအားရှေ့တန်းမှာ ပြစ်ခတ်တပ်ဖြတ်ရန်စ조사ခဲ့တဲ့တပ်သားကိုဖမ်းဆီးပြီးတော့အခုနောက်တန်းမှာစစ်ဆေးနေပါလေကျွန်တော်စဉ်းစားကြည့်ကျူးလွန်တဲ့လူကပတ်စံပေးပြီးတော့တပ်သားကိုခိုင်းနေတပ်သားကလည်းဘာမှမသိဘူးပတ်စံရရင်ပြီးတော့လှုပ်တယ်အထမမြောက်သွားဘူးတရခံကခိုင်းတာကိုကိုချင်းချင်းပြန်တတ်တ တရေလုံးနဲ့တရေခံကျွန်တော်တို့စဉ်းစားကြည့်စစ်တပ်ထဲမှာအဲ့လိုဥစ္စာတွေအများကြီးပဲအများကြီးပဲမိုးစုံမတစ်ဆက်ဆက်လေးတွေဘူကြီးတွေမင်္ဂလာဆောင်ပြီးလို့နှစ်ရက်သုံးရက်ပဲရှိသေးတယ်ရှည်တန်းထွက်သွားရတယ်ရှည်တန်းမှာကျသွားတယ်ကျသွားတဲ့အချိန်မှာဟာမိုးစုံမတစ်ဆက်ဆက်လေးတွေအဲအဲ့မှာချောင်းနေပြီကြားချောင်းချောင်းနေပြီလာလာပဲအဲ့မှာတမမူးတို့ အဲဘုံမူတို့ဘုံကျုပ်တို့ကလည်းလာလာပဲအတမီလေးဖင်သက်ရင်သက်15ချက်နဲ့ဟာခမားဗျာအဲ့လိုဘုံဝပြက်တဲ့မိန်းကလေးတွေအများကြီးပဲအများကြီးပဲကြောတက်ရင်သက်15ချက်ဟာကျွန်တော်တို့ငငယ်တုန်းကပြောတယ်ဘုံတော့ဖင်သက်ရင်သက်ကြောတက်ရင်သက်15ချက်အများကြီးအများကြီးအများကြီးအဲ့လိုမုတ်ဆိုးမတွေဖြစ်ခဲ့တာတွေအများကြီးပဲအော်ဘုံကြီးရဲ့ဥစ္စာလားခဏနေဦးတော့ အဲကျွန်တော်တို့ဟိုအဲ့ဟိုတိုင်းမှုကတော်ကခေါ်နေတယ်အိမ်မသူတို့ကအိမ်ပေါ်မထားဘူးအောက်ကငယ်သားတွေရဲ့မိန်းမတွေကိုသူတို့ခေါ်ခေါ်ခိုင်းတာအဝတ်ဘယ်သူကလာလျှော့အဲချန်စီကိုဘယ်သူကကအဲချန်ပြပစီဘယ်သူကလဲခမင်းဘယ်သူကချက်တက်မမှုကတော်ကြီးကအေးစေးပဲနှက်နေရသူတို့ကိုကြည့်တော့သူတို့ကနေပြီးတော့အဲမျိုးရဲသွားမယ်ဖေးရိုက်မယ်နော်အဲငယ်နောင်တွေထားကြမယ် တင်မောသားမိန်းမတွေနဲ့ပေါ့ဟာအများအများကြီးပဲအများကြီးပဲဒါတွေကမြမတမိုင်းကျောင်းမှာဖြစ်ခဲ့တဲ့အရာတွေကြီးပဲလက်ရှိလည်းဖြစ်နေတော့မှာပဲเนาะမကြမီအချိန်တော့နဲ့မှာဘာဖြစ်ကြမလဲဆိုတော့စောင့်ကြည့်ကြပါเนาะစိရနာရှင်ကိုတဲ့မိကုံကျန်းကုံတိုက်ခိုက်ဖို့အရေးကြီးဆုံးအချိန်ကြောင်းနေပါပြီမန္တလေးပီဒီရဲ့အတိပေးလိုက်ပါပြီဗျာကောင်းတယ်ဗျာအရေးတော်ကိုအောင်းအားမယ်လမ်းများအားလုံးမန္တလေးတို့ လမ်းများအားလုံးရန်ကုန်တို့ဆိုတဲ့အတိုင်းပဲရန်ကုန်မှာအခုငှက်ကင်တွေမော်ပြီးမှဘယ်နှစည်းလဲဘယ်နှခုလဲဆိုတာကျွန်တော်တို့သိရတော့မယ်အခုလဲတပိတ်ချင်းမြင်းချံဘာညာလीပြီးတော့မန္တလေးကိုမြောင်းဥတည့်ပြီးတော့ကျွန်တော်လာကျွန်တော်တို့တွေဒီရန်ကုန်မန္တလေးကိုဘာဖြစ်လို့အုံးဆိုဝင်ပြီးတော့ကျွန်တော်တို့မတိုက်တာလဲပြည်သူတွေအတွက်ပြည်သူတွေထိခိုက်ဒဏ်ရာရမှာစိုးလို့ကျွန်တော်တို့ဝင်တိုက်လိုက်ပါပြီတဲ့ အဲချင်းညာတက်အဲ့ချင်းညာတက်ကနေတော့စစ်ကောင်စီတက်ကနေပြီးတော့ဘဒူမန်းမသိဘဒူကိုပဲဖြစ်ဖြစ်မြို့ပေါ်ကိုဘုံကျဲတိုက်ခိုက်မှာအသေးကြပဲပြည်သူတွေဒုက္ခရောက်မှာဆိုလို့ဒီဘက်ကနေရောနည်းနည်းလေးတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းနဲ့သွားနေတာအဲ့ဒါကိုတော်လန်ကြီးဘယ်ချိန်ပြီးမှလဲတော်လန်ကြီးမပြီးသေးဘူးလားအဲ့ဒီပြောတဲ့လူတွေပါမင်းတို့ပါဝင်တိုက်ရင်တော်လန်ကြီးအစိုးကြီးပြီးတယ်ကွာဟုတ်ကဲ့ပါ ကျွန်တော်ရဲ့စိန်နီးစပီကာတခုပြီးဆုံးနိုင် ပြီးဆုံးနိုင်မှာကျွန်တော်ကြပြားလေးနဲ့ကျွန်တော်ပြီးဆုံးနေရှိပါတယ်ဒီတစ်ခါကျွန်တော်ရုပ်ဆုံမဲ့ကြပြားလေးရဲ့အမိကတော့တနက်နဲ့ပြစ်လို့မသေးတဲ့ငါတို့ခေါင်းတွေဒီကြပြားလေးကိုကလောင်သွားတက်တဲ့နဲ့ရေးသားခဲ့တဲ့ကြပြားဆရာကတော့ကြပြားဆရာကနိုင်ပါဆရာကနိုင်ခင်ဗျာကျွန်တော်ရဲ့စိန်နီးစပီကာမှာဆရာရဲ့ကြပြားလေးကိုရုပ်ဖတ်ခွင့်ပြုပါလို့ ဒီနေရာကနေပြီးတော့တောင်းခံပါတယ်။ကြပြားလေးရဲ့အမိကတနက်နဲ့ပြစ်လို့မတည်တဲ့ငါတို့ခေါင်းတွေတကယ်တက်ဖို့ပြင်ဆင်ပြီးရှစ်တိုးခဲ့တော့မင်းတို့တနက်ကကြည်စံဟာငါတို့ကိုမတက်နိုင်ဘူးငါတို့ဥကောင်းခွန်တွေအောက်မှာချစ်ချင်းမြတ်တာတရားတွေရှိတယ် မင်းတို့ပြည့်ရင်မင်းတို့တည်မယ်ငါတို့ကနောက်ဆုံးမှာမဟုတ်ဘူးခုတ်လို့မပြတ်တဲ့ကျိုးဟာငါတို့ကောင်းမယ်ခတ်လို့မကုံတဲ့ရေဟာငါတို့နှလုံးသားမင်းတို့တည်ရင်လားလို့မေးပြီးပြီငါတို့မှာတကယ်မတည်တဲ့ကောင်းတွေရှိတယ်မတက်ရင်နောက်ကိုရေရေစုပ်လိုက် ငါတို့ဟာစစ်ချီတေးကိုတံမြိုင်អော်ပြီးဒုံဆိုင်လာနေပြီဒီလန်းနေလို့ရင်ပန်းတွေပွင့်တော့မှာကောက်ပင်းទីနံတွေဖွေးဖွေးလှုပ်တဲ့နေတွေထပ်မမြင်ချင်ရင်တော့မင်းလက်မျိုးကထရေဇာကိုစွန့်ညစ်ချလိုက်ငါတို့ကတော့ဘယ်တော့မှမတည်နိုင်တဲ့လူသားတွေမင်းတို့လုတ်သည် မင်းတို့ခံရမယ်ငါတို့ကိုတစ်ချက်ပြည့်ရင်မင်းတို့အသေးတစ်ခါကွဲမယ်နတ်ဖယားတွေမရှိတဲ့ငါတို့ဘက်မှာချစ်ချင်းမြတ်တာတွေပဲရှိတယ်ကဲဘာလို့သေးလဲအနာကမိုးကောင်းငယ်မှာတိမ်မဲတွေပြည့်နေပြီအပြင်းထန်ဆုံးရွာချဖို့ငါတို့လာနေပြီတင်ရဲတဲ့ကောင်ထွက်ခဲဆိုတဲ့ကောင်တွေစီငါတို့လာနေပြီလေးစားပါလေဆရာ ကနိုင်ကျွန်တော်မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေကျွန်တော်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေကျွန်တော်မြန်မာပြည်ကြီးအမြန်ဆုံးဘေးမတန်းဖြာဝေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်